အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်စမ်းကြောင်းဘရုံမာလမ်းမှာထမင်းတုပ်ရန်ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါဒီဆိုင်လေးမှာထမင်းတုပ်မျိုးစုံပြင်ထမင်းနဲ့တွဲစားလို့ရတယ်တခြားအတုပ်လေးတွေပါစုံနေအောင်ရပါတယ်ဒါလေးတွေကတော့အတုပ်ပြင်တဲ့အခါထည့်ရတဲ့အမဲလေးတွေပါဒီမှာကတော့ဇလုံးထမင်းတုပ်ဖို့အတွက်အရင်ဆုံးငြုတ်တိမုတ်ထည့်တယ်စီချက်ထည့်တယ်ပြန်ပြာကြီးထည့်ပါတယ်ပြီးရင်ချမောင်ဟင်းနစ်ထည့်ပါတယ် တဖဲကျော်ညှက်ထည့်ပါတယ်ထည့်လို့ပြီးသွားရင်တော့ဇလုံးထဲကိုထမင်းထည့်ပါတယ်ပြီးရတဲ့တေချာသမအောင်နေပါတယ်နေလို့ပြီးသွားရင်တော့ပကံထဲထည့်ပါတယ်ဘေးမှာသခွားတိထည့်တယ်ပုံစံကြောက်ဖြူပါတယ်ဇုံးလေးတက်လိုက်ပါတယ်ဇလုံးထမင်းတုပ်လေးရပြီမို့သွားချပေးပါပြီကျွန်တော်တို့မှာတဲ့ဘီထမင်းတုပ်ဖို့တည်းအာလူးထည့်တယ်ကြာစံထည့်ပါတယ်ပုံစံကြောက်ထည့်တယ်ချိုမုတ်ထည့်ပါတယ်ရုပ်သီးမုတ်ထည့်တယ်ပဲမုတ်ထည့်ပါတယ်စီကျက်ထည့်တယ် မကြီးကျင်ထဲ့ပါတယ်။ငံပြာရီထဲ့တယ်။ပြီးွားရင်တော့ဇလုံးထဲကို ထမင်းထဲ့ပါတယ်။အားလုံးပြီးရတဲ့တေချာသမအောင်နေပါတယ်။နေပြီးတာလေးကိုပကံထဲထည့်လိုက်ပါတယ်။ဘေးမှာမြေပဲထည့်တယ်။တခွားတီထည့်တယ်။အပေါ်မှာဘသူညောင်လေးဖြူပါတယ်။ဇုံးလေးတက်ပြီးတော့အပေါ်မှာကြက်ဥကြော်လေးတင်လိုက်ပါတယ်။အာလူထမင်းတော့ဖို့အတွက်အာလူထည့်ပါတယ်။ဘဇွန်ချောင်းမုတ်ထည့်တယ်။အချိုမုတ်၊ငြုတ်သီးမုတ်၊ဘဲမုတ်တစ်မျိုးစီထည့်ပါတယ်။စီကျက်ထည့်တယ်။ အချင်းထဲ့တယ်။ရံပြာကြီးထဲ့ပါတယ်။ပြီးရင်တော့ဇလုံးထဲကိုထမင်းထဲ့ပြီးအသေးချာသမောက်နဲ့ပါတယ်။နဲ့ပြီးတာကိုပကံထဲထည့်ပါတယ်။ပြီးမှအသွားတီထည့်တယ်။အပေါ်မှာပုံစံကြောက်လေးဖြူပါတယ်။ဇုံးလေးတက်လိုက်ပါတယ်။တိုဘူးတုပ်ဖို့တော့တိုဘူးထည့်တယ်။ကော်ဘီနဲ့ပဲပင်ပေါက်ထည့်ပါတယ်။ပုံစံကြောက်မို့ချိုမို့ယုတ်ဒီမို့ ပဲမော်တမျိုးစီထည့်ပါတယ်။ဒီချက်ထည့်တယ်။အချင်းနဲ့ငံပြားကြီးထည့်ပါတယ်။ပြီးရနဲ့တမအောင်တခြားနေပါတယ်။နေပြီးတာလေးကိုပကံနဲ့ထည့်ပါတယ်။ဘေးမှာဆုံးတက်ပြီးတော့အပေါ်မှာဘသွန်ကြောက်လေးဖြူပါတယ်။ဆေးဘဲဥတို့ဖို့အတွက်အရင်ဆုံးဆေးဘဲဥညက်ထည့်ပါတယ်။ခရမ်းကျင်သည်ကော်ပြီးစက်တုံကြီးထည့်ပါတယ်။ရုပ်ဒီသိမ့်ညက်ထည့်ပါတယ်။ ဒါဆိုကြောင်းပေါ်အချိုမုတ်ထဲပါတယ်။ဒီချက်ထဲတယ်ငပြာကြီးထဲပါတယ်။အချင်းတွဲရှောက်တီးစိတ်ညစ်ထဲပါတယ်။ပြီးတာနဲ့သမောက်နေပါတယ်။နေပြီးတာလေးကိုပကံနေထဲပါတယ်။အပေါ်ကနေပုံစံကြောင်းနဲ့နှမ်းလေးဖြူပါတယ်။ပြီးမှဆုံးလေးတက်ပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့မှားထားတာလေးတွေအကုန်ရပါပြီ။ဒါအာလူထမင်းတော့ပါ။1500ကျပါတယ်။ ဓာပြည်ထမင်းတုပ်ပါအလုတ်1500ကျဲဦးကျော်နဲ့ဆို2000ကျပါတယ်။ဓာတူဦးတုပ်ပါ1500ကျပါတယ်။ဓာဆေးပဲဦးတုပ်2000ကျပါတယ်။ဒါလေးကတော့ဟင်းကားပါ။ပြည်ထမင်းတုပ်လေးရင်းစားပါပြီ။ပြည်ထမင်းတုပ်ရတာလေးကအဆက်ဟက်တဲ့ပြီးတော့ကျဲဦးကျော်လေးနဲ့ရမ်းလိုက်တာ။ဆေးပဲဦးတုပ်လေးစားပါတယ်။တူဦးတုပ်လေးလည်းစားပါတယ်။အာလူးထမင်းတုပ်လေးစားပါဦးမယ်။ စားစားပါပြီ။သူလည်းအာလူလေးနဲ့စီစီပိုင်ပိုင်ရတာလေးပါ။တူဦးတုပ်လေးကလည်းထိမိနေတာပဲ။ဖေဖေဦးတုပ်လေးကလည်းတမျိုးစားကောင်းပါတယ်။ ကျွန်တော်လိုပဲထမင်းတုံနဲ့တခြားအတုပ်လေးတွေကိုထိထိမိမိလေးသားကျင်နေဆိုရင်တော့ဒီဇိုင်းလေးမှာလာစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးတိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ